ဘတ်ထလိမ့်ပေးတယ်ဝစ်ဆုံကမန္တလေးရဒီဇိုင်နာများဆန်တာမှာစမတ်ကပ်ပေါ့ဟုတ်မောက်ကိုကြိုက်လို့မရဘူးနော်သူကလူစစ်စစ်မဟုတ်ဘူးသူကရုပ်ကစုံမှာအဲရုပ်ကစုံလည်းအသေးနေပါအေးရုပ်အော်မရှိဘူးရှင်သူတို့ကမရှိဘူးတိုင်းမဲ့သူလည်းမရှိဘူးဒီရမောင်ကြီးနဲ့ဒီလိုနေထိုင်နေတော်ရုံလိုဘယ်သူမှလာမကြိုက်ရတော့လာမပြောကြတာအဲ့လိုပါရှင် ောက်အောင်ရှိရင်ချစ်လိုက်မယ်မရှိရင်မချစ်ဘူးပေါ့ဘာအတွက်လဲအဲ့အတွက်သက်ရှင်တာမှာမဟုတ်ဘူးအများကြီးနေရာမှာပါရုပ်ရှင်ကားကြီးလည်းအများကြီးရိုက်ထားပါတယ် home movie တွေရောကြော်ညာလေးတွေရောအများကြီးနေရာမှာပါလူပညာ platform ပေါ်မှာဆွေးရလှူရှာမှုလေးတွေလေဟုတ်တမ်းမှတ်ပါတယ်စူဘက်ကမားတာမျိုးပုံစံမျိုးခွင့်မလုပ်နိုင်တဲ့ပေါ်စူတော့ Twitter မှတ်ပါတယ်ရှင်ဘာတို့မဆိုပါဟုတ် ဟိုပြောရတာပေါ့လေကိုတော့ချစ်လို့ခေါ်အားခေါ်ကြတယ်တုံးကြတယ်အတွက်ကျေးဇူးတင်ပါတယ်။ဘာသာလိမ့်ပြီးရယ်ဝစ်ဆောင်ကမန္တလေးရဒီဇိုင်နာများဆန်တာမှာစမတ်ကပ်ပေါ့ဟုတ်။အရင်ပြောပါတယ်လူချင်ရတဲ့ live လေးရတဲ့တော့အရင်ကျင်တတ်ပါအော်မရှိဘူးရှင်သူတို့ကမရှိဘူးတိုင်းမဲ့သူလည်းမရှိဘူးဒီရမောင်ကြီးနဲ့ဒီလိုနေထိုင်နေတော်ရုံလိုဘယ်သူမှလာမကြရဲတော့လာမပြောကြတာအဲ့လိုပါရှင်ကြောက်အောင်ရှင်ချစ်လိုက်မယ်မရှိမချစ်ဘူးပါအတွက်လည်းအဲ့အတွက်တက်ရှင်တာမှမဟုတ်ဘူး အများကြီးနေရာမှာပါရုပ်ရှင်ကားစီလည်းအများကြီးရိုက်ထားပါတယ်။ home movie တွေရောကြံကြာလေးတွေရောအများကြီးနေရာမှာပါလူပညာ platform ပေါ်မှာစုရဲ့လှူရှာမှုလေးတွေလေ။ဟုတ်တယ်။ဝမ်းသာပါတယ်။စုချစ်ပြီးခေါ်တုံးကြရတဲ့ producer တွေစုလုံးတမျှလက်ခံပေးရစုရဲ့ပရိသတ်တွေကျေးဇူးအများကြီးတင်ပါတယ်လို့။အာစုကဘသူရိုက်မဲမသိဘူး။တကယ်ဘသူရိုက်မဲမသိဘူး။စုကတကယ်တော့ဒီတိုင်းပဲစလိုက်တာအတန်ကြီးရောသူရောပါတော့ကိုရာအာနာပဲစွရဲလို့အမရိုက်တင်တော့မဟုတ်ဘူးဆိုတော့ရတယ်မမစုပါတတောင်းမှရသေးတယ်။ ကိုလည်းမရိုက်လိုက်ဘူးအဲ့ဒါကိုကိုကဒီတိုင်းအချင်းချင်းစလိုက်တာပေါ့နော်စရဲဆိုတာချက်ဒီတိုင်းပြောလိုက်တာတကယ်တဲ့အာနာပြီးတောင်းပန်ပါတယ်လို့ဆွေကိုလည်းကိုကြောင့်လေတခုပြောစရာဖြစ်သွားရင်အမှန်တရားအချင်းချင်းပဲပြောလိုက်တာပါတောင်းပန်ပါတယ်ဆွေဘက်ကမှားတာမျိုးပုံစံမျိုးခွင့်မလွတ်နိုင်တဲ့ပေါ့ဆွေတော့ပြီးတောင်းပန်ပါတယ်ရှင်ဘာလို့မဆိုပါဟုတ် အဟဲမဟုတ်ပါဘူးရအမွေပါရှောက်ပြောကျွန်မဒီတိုင်းပဲ Facebook မှာကျွန်မတင်တယ်များအတီမယူနေတယ်ကျွန်မအမွေနောက်ပြီးရှောက်တင်နေတာပါအမှန်သူကကျွန်မကိုချိန်ချပါတယ်ကျွန်မမိတ်ဆွေတွေတပည့်တွေကျွန်မကမအားတာအားလကားရှောက်စာနေတာကျေးဇူးများကြီးတင်ပါတယ်တကယ်လို့နေရွှေရွှေနဲ့ကိူးဆိုင်ပေးတာတကယ်ကျေးဇူးတင်ပါတယ်ဆိုတော့ကျေးဇူးများကြီးတင်ပါတယ်